ကဲဒါကမျိုးရေဒါဆိုရင်ဆရာရှေ့မှာတုန်းက A2C เนาะအရင်ဆုံးဆရာတို့ဒါ A2C က small letter နောက်ပြီး capital letter နှစ်ခုရှိတယ်။ဆိုတော့ small letter ရဲ့အကုန်လုံးကိုဆရာဘယ်လိုရေးရမလဲသင်ပြီးသွားပြီဒါတို့သမီးတို့เนาะအဲ့လိုပဲ capital letter တွေကိုလည်းဘယ်လိုရေးရမှာလဲเนาะရေးနည်းရဲ့အကုန်လုံးဆရာစနစ်တကျနဲ့ဆွဲပြသွားရဲဒါတို့သမီးတို့ကလည်းလိုက်ပြီးတော့လေ့ကျင့်ကြတယ်။ကဲဒါဆိုရင်အဲ့ဒီအပိုင်းကပြီးသွားပြီ။ဒါဆိုရင်ဆရာတို့ကအခုဘာလုပ်ချင်လဲဆိုတော့ဒါတို့သမီးတို့ เนาะ ABCD လေးရေးတဲ့အခါမှာလည်းရေးလှလှလေးတွေထွက်ဖို့ကရေးကြည့်တာပေါ့เนาะဆိုတော့လူတစ်ယောက်ကသားရုပ်စာအုပ်ကိုဖတ်လိုက်တဲ့အခါမှာလေးလေးတွေလှလှနေတဲ့အခါမှာဩเนาะသူရေးထားတဲ့လေးရလှလိုက်တာဒေသလိုက်တာเนาะအဲ့လိုမျိုးလေးကြီးကျူးခံရရင်ဘယ်လောက်ကောင်းမလဲကဲဒါဆိုသားရုပ်သမီးတို့ရေဒီလိုမျိုးလေးလှလှလေးတွေထွက်ဖို့ကဆရာတို့က ABCD ကိုလေ့ကျင့်ပေးရတယ်เนาะဆိုတော့လေ့ကျင့်လို့ရှိရင်ဆရာတို့ကဟုသားရုပ်သမီးတို့ရေးနေတဲ့စာအုပ်ကလေးချောင်းမြင့်စာအုပ်เนาะဒါဒီလေးချောင်းမြင့်စာအုပ်မှာဆရာတို့က ်ဒေးလာလာလေးထွက်အောင်လေ့ကျင့်ပေးရမယ်။ကဲဒါဆိုရင်တအားကူမျိုးကြီးဆရာအခုဘာလုပ်မလဲဆိုတော့အရင်ဆုံး A to Z small letter အဲ့ဒါကိုဆရာတို့လေးချောင်းမြင်းမှာပြန်ရေးပြီးတော့လေ့ကျင့်မယ်နော် A to Z ဆရာတို့အစင်လိုက်တိုင်းရေးသွားမယ်တော့တအားသမီးတို့ကလည်းလေးချောင်းမြင်းစာအုပ်တွေထုတ်ထားခဲတံလေးတွေ깟ထားပြီးတော့ဆရာနဲ့တူတူ A to Z အကုန်လုံးလိုက်ရေးကြမယ်လေးချောင်းမြင်းစာအုပ်ကဲဒါဆိုခဲတံလေး깟စပါပြီ လေးချောင်းမြင့်လေးเนาะဒါမြလလာလေးရေးမယ်เนาะကြည့်ဒါဆိုဆရာစရေးပြီဇက်တိုက်ရေးသွားမယ်เนาะဆရာပထမဆုံး A ကဲဒါတို့မြို့လေးလိုက်ရေးကြည့်เนาะ A လေးကိုဟုတ်ပြီကဲဒေါ်လိုက်တာဒါတို့မြို့ကဲဒါဆိုရင်ဆရာဆက်ရေးမယ်เนาะဒါတို့မြို့လေးလိုက်ရေးရမယ်เนาะဆရာနဲ့တူတူကဲ A ပြီးရင်ပါလာလေ B လက်လာလေးရေးမယ်လေးချောင်းမြင့်လေးထဲမှာ ြီဟုတ်ပြီကဲဒါဆိုမျိုးတေးချာချာလေးလေးလေးကိုလှလှလေးနဲ့เนาะဖြည်းဖြည်းလေးများစရာမလိုသေးဘူးเนาะအရင်ဆုံးလေးလှဖို့အရေးကြီးတယ်မှန်ဖို့အရေးကြီးတယ်ကဲဒါဆိုဆက်သွားမယ်ပါလေပြီးပြင်ဟုတ်တယ်စီကြည့်တော့လှလှလေးကြီးမယ်ဆရာနဲ့တူစီဟုတ်ပြီကဲဒါဆိုရင်နောက်တစ်လုံးပါလေနောက်တစ်လုံးက ဟုတ်တယ်ဒီကဲဒါဆိုရင်ဒီလေးကိုဆရာရေးထားတဲ့နီလန်တိုင်းနေနော်ဆရာပြထားတဲ့နီလန်တိုင်းလေးလားလားလေးဆွဲဒီဟောတော်ရဲဒါတော့ဒီကဲပြင်းဆက်ရေးမယ်ဗာလဲနောက်တစ်လုံးက yes e ကဲဒါဆိုရင် e လေးကိုရေးမယ်ခဲတန်းလေးကိုထောက်မယ်နော်ဒီကြောင့်မြင်းလေးတော့ဘဝင်းနောက်လှလှလေး e ဟုတ်ပြီကဲတော်လိုက်တာကဲဒါဆိုဆက်ရေးမယ်ဆက်ရေးမယ်ဒီကနော်စူးစမ်းထားမယ်နော်ခေရန်လေးသေးချာကိုင်းလှလှလေးရေးမယ် F ဟုတ်ပြီ F ချာသူခေါင်းလေးကနေဆဆွဲအဲဖော်လို့ထက်လာဟုတ်ပြီကဲနောက်ပြင် G သူခေါင်းလေးကနေစာပြီးရေးမယ်음လှလှလေးဆွဲရမယ်နော်ဒါတို့ပြီးတော့ကဲ เนาะစိတ်လေးငြိမ်ငြိမ်လေးဒါလှလှလေးဆွဲမယ်အရေးကြီးဆုံးကဒါရေးတဲ့ပုံစံနင်းဖန်ဖို့အရေးကြီးတယ်ကဲဒါဆိုရင် h ဆွဲမယ်ဒီလိုလေးထည့်လိုက်음ကဲဒါဆိုရင် h ပြင်ပါလာလေ i ဒီလိုလိုက်ရေးမယ်เนาะ i လေးကြတော့ဒီမှာပြီးရင်ဇာတ်လေးထည့်လိုက်ကဲပြီးသွားရင် i ပြီးပါလေ yes j j send လူလိုက်တယ်မယ် ဒါပဲเนาะတော်ရဲသားသူကဲဒါဆိုဆက်သွားလိုက်ကြအောင် JB ပါလေ K အဲ K ကြတော့ဆရာတင်ထားတာဘယ်နှချက်ဆွဲရမှာလဲဟုတ်တယ်เนาะ၃ချက်ကဲဒါဆိုရင် K ตรงเจ๋ซวยเนาะเคบินบาล่ะแหละ yes l l จ้ะลุลิดงช่องนี่จะจองเนี่ยဟုတ်တယ်မလားยอลุลิซွဲလိုက်มั้ยอืมพี่ๆโอเคถ้าဆိုရင် H I J K ပြီးပါလေ L နောက်ပြီးပါလာလဲတော့မျိုး M yes ကြည့်ဒါဆို M လေးရတယ်ဘယ်လိုလေးရှိလဲနှခုံဟုတ်တယ်မလားကြည့်ဆိုလှလှလေးကြီးမယ်ဆိုရမနော် M อืมတော့လိုက်တာတော့ကြည့်ဒါဆို MB နောက်တစ်ခုပါလဲ n အဲ n ကြတော့အခုန m နဲ့ဘူးရပါလဲတခုံးမရှိရနော်ဆရာတင်သွားတာကဲဒါဆို n လေးကိုဆွဲ n อืมကဲဒါဆိုဒီကပါလဲ o အဲ o ကြတော့သားတို့သမီးတို့ရေဆရာ o နဲ့ပတ်သက်ပြီးတော့ဆရာတို့ဆရာသားတို့သမီးတို့မှားတာတယ်ဘာမှားတာလဲ o ဆွဲလို့ရှင်ဘယ်ကစာရေးရမလဲအပေါ်ကလားအောက်ကလားဟုတ်တယ်အပေါ်ကပဲစာရေးရမယ်နော်ကဲဒါဆိုရင်စာပြီးကဲဒါထောက် o ရေးမယ် o oh. ပြီနော်ပြီးသွားရင်ဖီကဲနေလို့ထောက်မယ်ဖီကဲပြီးသွားပြီပြီးပါလေ yes q ကဲ q ကြတော့သူအမီးလေးပါနော်အနောက်မှာလာပြီ q ဟုတ်တယ်ကဲ q ပြီးပါလေနောက်တစ်ခု yes r r ကဲသူဆွဲရအောင် r လေးကို ဟုတ်ပြီ very good ကဲဒါပြီ s ဆက်ရေးမယ်နော်တာသမီးတို့ s ကဲ s ဒီဘာလဲ t အာ t ရဲ့လဲလွယ်လွယ်လေးသူကတုတ်ချောင်းလေးနဲ့ကြောင်းဟုတ်တယ်မလားမာ t อืมကဲဒါဆို u ဆက်ရေးမယ်ဟုတ်ပြီနောက်ပြီးဘာလဲ u ပြီးဘာလဲ v ကဲ v ကိုဆရာဘယ်လိုဆွဲရမလဲဆိုတင်ထားလေဒီလိုကြီးဆွဲမလားတခါတည်း no မဆွဲရဘူးနော်နှစ်ခါဆွဲမယ်ဟုတ်ပြီအဲ့တော့ဆွဲပြီခါနှစ်ခါ v ဟုတ်ပြီဒါဆို w w ရောဘယ်လိုဆွဲမလဲဒါကိုမျိုးဆရာတင်ထားတာဘယ်လိုလဲဒီလိုတခါတည်းဟိုဒီလိုဟိုဒီလိုဝိုက်မလားမဝိုက်ဘူး w ဘယ်နှခါဆွဲမလဲတစ်ချက်နှစ်ချက်သုံးချက်လေးချက် w ye ba x hobi x ya le lu be sia ne du swae ma no mm alu le no pi ye ba le y ke okay. y ja ro ti ma hobi ye naw song de lo ma jan no re ba le z ke ဒါဆို z လေးကိုဆရာနဲ့တူတူဆွဲလိုက်ကြအောင် yes very good ကဲဒါဆိုဇာတ်တော်သမီးတို့ရေเนาะဒီနေ့ဇာတ်တော်လေ့ကျင့်သွားတာကဇာတ်တော် ABCD small letter เนาะဒီ small letter တွေအားလုံးကိုဇာတ်တော်ကလေ့ကျောင်းမြင်းပေါ့ ထည့်ပြီးလေ့ကျင့်သွားတယ်ဆိုတော့လေ့ကျောင်းမင်းနဲ့လေ့ကျင့်ရခြင်းရပါလေဆရာတို့ ABCD ရေးတဲ့အခါမှာလည်းလှလှလေးတွေထွက်နေဖို့တော့စာလုံးလေးကလှလှပပတိတိတက်တက်လေးဖြစ်နေတော့ဘလောက်တောင်ကောင်းလဲเนาะဒါတို့သမီးရောစာကိုဖတ်လိုက်တဲ့သူကစိတ်ချမ်းသာသွားတယ်เนาะနောက်ပြီးရင်ဒါတို့သမီးရောအိုးเนาะဒီကလေးကတော်လိုက်တာလေးလေးကလှနေရပဲเนาะစသည်အားဖြင့်ရှင်းကျူးကြတယ်ကဲဒါဆိုဒါတို့သမီးရောရေเนาะအဲ့လိုမျိုး ချီကျူးခံခြင်းနဲ့เนาะဒီလိုမျိုးလေလှလှလေးကြီးเนาะတတက်ရရက်လေးလေးရေးခြင်းနဲ့ဆိုရင်ဆရာကုနာလေးချောင်းမြင်းပေါ်မှာရေးပြသွားတဲ့အတိုင်းပဲဒါတို့သမီးတို့ကလည်းအိမ်မှာလေးချောင်းမြင်းစာအုပ်ကလေးတွေကိုထုတ်ထုတ်ပြီးသွားရင်တေးသေးချာချာခဲရန်နေနဲ့လှလှပပလေးပြန်လေးချင်းကြเนาะဒါဆိုရင်တော့เนาะဒါ A2C ဒါတို့သမီးတို့ရေးတဲ့အခါမှာလေးလှလှလေးတွေထွက်လာမှာသိကြပါတယ်